တွင်မဲနော်ကဲကြပါအောင်ဒေနီမလေးတွင်မဲနော်ကတူတနုမင်းသားကိုကြောက်ခိုင်းပြီးဘာကြောင့်ငွေတောင်ပြီကိုပြန်သွားရတာလဲမလောက်ပါနဲ့ဗျာကြောက်ပါပြီဗျာအရှင်ဗျာငွေတောင်ပြီအချစ်ဆက်လန်းကရာဇဝင်တွင်တဲ့အချစ်ဆက်လန်းလို့ဘာကြောင့်တမ်းမှတ်ကြတာလဲဒီရေကန်ကရေတွေအရန်ကြည်ပြီးအေးမြလိုက်တာရေချိုးလို့အရန်ကောင်းတာပဲဗုဒ္ဓစာပေစတကနိပါတ်တော်တွေက တုတ်တနုတ်မင်းသားနဲ့တွေးမဲ့တော်တို့ရဲ့အချစ်ဆက်လမ်းဟာမြန်မာထိုင်းလာအိုနဲ့ကမ္ဘောဒီးယားနိုင်ငံများမှာထင်ရှားကျော်ကြားတဲ့တမိုင်းရာဇဝင်တစ်ပုတ်ဖြစ်တဲ့အပြင်အရှိတောင်အာရှရဲ့ယဉ်ကျေးမှုမှာအရေးပါတဲ့အခမ်းအကဏ္ဍကနေပါဝင်နေတာလည်းဖြစ်ပါတယ်။မြန်မာတွေးမဲ့တော်ပါဝေရောင်မြန်မာနေပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ညီအကိုများတောင်းဆိုထားကြတဲ့တုဒနုမင်းသားနဲ့ဒွေးမဲ့တော်တို့ရဲ့ငွေတောင်းပြီးအချစ်ဆက်လန်းတဲ့က တွေးမဲ့တော့ငွေတောင်ပြီကိုပြန်သွားရတဲ့နောက်ခံအကြောင်းကိုဘဟုတုသားဖြစ်ပွဲစက်ဝေစားပွဲငွေမြပေးသွားမှာပဲဖြစ်ပါကျွန်တော်ကတော့ဇန်နီပဲဖြစ်ပါတယ် တခါကဟိမဝန္တာတောင်တန်းမှာတောင်စဉ်ခုနှစ်ထပ်ကာယံထားတဲ့အထဲကပြင်းစမမြောက်ကေလာသတောင်ဟာငွေရောင်အစင်းရှိတဲ့အတွက်ငွေတောင်ရေလို့ခေါ်ကြပါရဲ့အဲ့ဒီငွေတောင်ပြည်ကြီးကိုဒုမဘရင်ကြီးကအောက်ချုပ်နေပြီးသူ့မှာအရန်လှပတဲ့တမီးတော်ခုနှစ်ဖော်လေးရှိနေပါရဲ့ထူးဆန်းတာကအဲ့ဒီတမီးတော်ခုနှစ်ဖော်တို့မှာဘရက်တစားဒွါရရာတို့ရဲ့အစွမ်းနဲ့ငွေတောင်ပြည်ကနေရန်ကိုဝေးလံလှတဲ့ဘုဒ္ဓလုရေကန်ကြီးအထိ ကောင်းကင်ခရီးနဲ့ပြန်သားလာကြပြီးအဲ့ဒီရေကန်မှာရေကစားလေးရှိကြပါလိမ့်မယ်။အမတော်လေးတွေးမဲနော်။အမတို့ဖုန်းတလုံးရေကန်မှာရေသွားကူးကြမယ်။လာလိုက်ခဲ့နော်။ဟုတ်လား။ပျော်လိုက်တာ။တွေးမဲနော်လဲလိုက်မယ်လေ။ဒီရေကန်ကရေတွေအရန်ကြည်ပြီးအေးမြလိုက်တာ။ရေချိုးလို့အရန်ကောင်းတာပဲ။ဒီမှာရွှေငါးလေးတွေအများကြီးပဲလှလိုက်တာ။ဒီနေ့မှာတက္ကသိုလ်ဘီကနေအယုဒ္ဓယာပြည်စီပြန်လာတဲ့တုတ္တနုမင်းသားက ဘုဒ္ဓလောက်ရေကန်အနာရောက်ရှိကာရေကန်ထဲရေကစားနေကြတဲ့မိသမီးခုနှစ်ဖော်ကိုတွေ့ရှိသွားခဲ့ပါတယ်။အရွယ်တူအလှတူနေကြတဲ့ညီမခုနှစ်ဖော်ကိုငေးကြည့်ရင်ជីနူးမိန်မောသွားတဲ့တူလူလူမင်းသားဟာဘရက်ဒွရရာတို့ကိုပြန်လဲဝှက်ဆင်ပြီးပြန်တန်းထွက်ခွာသွားကြတဲ့မိသမီးခုနှစ်ဖော်တို့ကိုအာဩစွာကြည်နေခဲ့ပါတယ်။ကနီမလေးတွေရဲ့အလှကွန်ရက်မှာညှိတွယ်မိသွားတဲ့တူတနုမင်းသားလည်း ဘုဒ္ဓလုံရေကအနာကနေမခွာနိုင်တော့ပဲနေ့စဉ်စောင့်မျှော်နေခဲ့ပါ रे တနေ့မှာရေကအနာကအကြောက်ဖြာပေါ်မှာအိပ်ပျော်နေရှာတဲ့တုဒ္ဓလုံမင်းသားကိုနေနာလို့ခေါ်တဲ့မုဆိုးတူခစားနေပါ रे ဒီလိုနဲ့စကားပြောရင်ခင်မင်းသွားကြတဲ့မုဆိုးကြီးကိုတုဒ္ဓလုံမင်းသားကရွှေကင်ကြီးခုနှစ်ဖော်အကြောင်းကို ပြောပြလိုက်ပါ रे မုဆိုးလဲသူ့မှာရှိတဲ့ငကားပကြော့ခွေရဲ့အမော်အစွမ်းနဲ့လိုရာကိုပြစ်ဖမ်းနိုင်တဲ့အပြင် မင်းသားပြောပြတဲ့ကရီခုနှစ်ဖော်ကိုပါဖမ်းယူနိုင်ကြောင်းပြောခဲ့ပါတယ်။တနေ့မှာကောင်းကင်ခရီးနဲ့ပြန်တန်းလာကြတဲ့ကရီခုနှစ်ဖော်တို့ကဘုဒ္ဓလုရေကန်ကြီးတဲ့ရေကစားနေကြရင်တုတ္တနုမင်းသားကနဂါပတ်ကြော့ခွေနဲ့ပြစ်ဖမ်းလိုက်ရာအငဲဆုံးကရီဖြစ်တဲ့ဒွေးမဲတော်ကိုစုမိသွားခဲ့ပါတယ်။ကျန်တဲ့ညီအမ6ယောက်ကဘရက်ဒရရာတို့ကိုအလျံမြန်ဝှစ်စင်ပြီးကြောက်လက်လက်ကြပြန်တန်းထွက်ပြေးသွားကြပါရင် မင်းသားကဒွေးမဲ့နော်ရဲ့ဘရက်တွေရရာတို့ကိုတင်းယူလိုက်ပြီးသူမခန္ဓာကိုယ်မှငကပကြော့ကွင်းကို ဖြုတ်ပေးကာတူနဲ့တူမြင်မြင်ချင်းမြစ်သားတက်ဝင်သွားကြပါရင်အောင်တော်ကတုဒ္ဒနုမင်းသားပါနှမတော်နာမည်ဘယ်လိုခေါ်လဲဗမာနေတာလဲနှမတော်နာမည်ကဒွေးမဲ့နော်ပါငွေရောင်ပြည်မှာနေပါတယ်အဲ့ဒီနောက်မှာတော့တုဒ္ဒနုမင်းသားကဒွေးမဲ့နော်ကိုအယုဒ္ဓယပြည်စီခေါ်ဆောင်လာပြီးခမဲတော်ဘင်းကြီးနဲ့မဲတော်တို့ရဲ့ခွေပြုတ်ချက်အရအကြီးလင်မယအဖြစ်လက်ထပ်လိုက်ကြပါတယ် နန်းတော်တဲကအတတကြီးတဲ့ပုံနှံတစ်ယောက်ဟာအဲ့ဒီမင်္ဂလာပွဲကိုမကြည်မနက်ဖြစ်နေပြီးအချောင်းကသူတို့နုမင်းသားကိုပုံနှံရဲ့သမီးနဲ့ပေးစားဖို့ရည်ရွယ်ထားတာကြောင့်ပဲဖြစ်ပါတယ်သူတို့နုမင်းသားလေးဟာဒွေးမဲ့နှောကိုအယမ်းချစ်ခင်မြတ်တို့တဲ့အတွက်ဂျီနာယူရမှုတွေအပြည့်အဝပေးသလိုဒွေးမဲ့နှောလည်းအယုဒယာပြည်မှာအယံကုန်မှပျော်မွေ့နေပြီးချစ်စရာကောင်းတဲ့သားတော်တစ်ပါးကိုပါဖွားမြင်လာပါတယ် တညမှာတော့အယုဒယဘုရင်ကြီးမှာ ထိတ်လန့်စရာအိမ်မဲဆိုးတစ်ခုမြင်မဲ့ခဲ့ပါတယ်။အဲ့ဒီအိမ်မဲကဘုရင်ရဲ့အသက်အန္တရာယ်ကိုထိပါစေမှဖြစ်ကြောင်းဘုရင်ကြီးရဲ့ချွေးမတော်ဒွေးမင်တော်ရဲ့လဲမျိုးသွင်းတဲ့ရစ်ပူဇော်ရမှဖြစ်ကြောင်းပုံနာကြီးကမဟုတ်မမှန်တဲ့နမိတ်ဖတ်မှုနဲ့ဘုရင်ထံလျှောက်တင်လာပါတယ်။ဒွေးမင်တော်အပေါ်အစကတည်းကမကြည်မနှက်ဖြစ်နေတဲ့ပုံနာကြီးကဒွေးမင်တော်ကိုအပြတ်ရှင်းဖို့ကြံစည်ခြင်းသာဖြစ်ပါတယ်။ဒါကြောင့် ဘီရင်ကြီးကပုံနာရဲ့နမိတ်ဖမှုကိုယုံကြည်တော်မူပြီးနေဆက်မှာတပုံးလေးတောင်းကြနေကြောင်းတားတော်သူတို့မင်းသားကိုယ်တိုင်တွန်းလန့်တိုက်ခိုက်ဖို့စစ်ချီထွက်ရမှာဖြစ်ကြောင်းအမိတ်ပေးလိုက်ပါရီသူတို့မင်းသားလည်းတပုံးများကိုတွန်းလန့်တိုက်ခိုက်ဖို့အတွက်စစ်အင်အားများစွာနဲ့အတူနန်းတော်နဲ့ဝေးလံလှတဲ့နေဆက်စီစစ်ချီတွားရပါရီတားတော်သူတို့မင်းသားနန်းတော်လည်းမရှိတော့မှ ဘရင်ကြီးကမိဖုရားကြီးကိုအကြောင်းဆောင်ဖွင့်ပြောတဲ့အခါမိဖုရားကြီးကအဲ့ဒီရင်မိတ်ဖတ်မှုကိုလုံးဝလက်မခံခဲ့ပါဘူးဒါကြောင့်မိဖုရားကြီးဟာချွေးမတော်ဒွေးမတော်ကိုအကျိုးအကြောင်းပြောပြကသားတော်သူတို့မင်းသားအနန္ထားတဲ့ဘရက်ဒွါရယာတို့ကိုထုတ်ပေးပြီးငွေတောင်ပြည်စီအမြန်ပြန်ဖို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဒွေးမင်းတော်ကိုဖမ်းဆီးဖို့ရဲမက်တွေကနန်းဆောင်ထဲပြေးဝင်လာကြပြီး လင်သားနဲ့သားတော်ကိုမခွဲခြင်းပဲခွဲခွာရတော့မဲ့ဒွေးမယ်နော်ခမယာဝမ်းနဲ့ပူဆွေးမှုအပြင်းနဲ့ငွေတောင်ပြည်စီပြန်တန်းထွက်ခွာသွားရပါလိမ့်အယုဒ္ဓယာပြည်ထဲဒွေးမယ်တော်မရှိတော့ပေမဲ့ဘီရင်ကြီးရဲ့မကောင်းတဲ့နှမိတ်တွေကဘာမှဖြစ်မလာသလို့ အကောင်းတိုင်းသာရှိနေတဲ့အတွက်တွေးမဲ့တော်ကိုရေးပူဇော်ဖို့နမိတ်ဖခဲ့တဲ့ပုံနာကြီးအားအပြစ်ပေးဖို့မိဖုရားကြီးကဘရင်ထံလျှောက်တင်လာပါလေ။ဒါကြောင့်ဘရင်ကြီးလည်းပုံနာကြီးကိုစစ်ဆေးမေးမြန်းပြီးကြောတရားရင်တရားကြိမ်တန်းတဲ့အတူရတက်ပံပြင်းနေတံပေးလိုက်ပါလေ။မလောက်ပါနဲ့ဗျာ။ကြောက်ပါပြီဗျာ။အရှင်ဗျာတောင်းပန်ပါရဲအား။ပူတယ်။ဒီနေ့မှာစစ်ကြီးထွက်သွားတဲ့တူတနုမင်းသားပြန်လဲရောက်ရှိလာတဲ့အခါ မယ်တော်မိဖုရားကြီးကတွေးမဲ့တော်မရှိတော့တဲ့အကြောင်းစုံကိုစိတ်မကောင်းစွာရှင်းပြပြီးတုတ္တနုမင်းသားလည်းယင်ကွဲမတက်ခံစားရကတွေးမဲ့တော်ရှိရာငွေတောင်းပြီးအထိလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်တုတ္တနုမင်းသားကဒီတာခုနှစ်တန်းတောင်းစိန်ခုနှစ်ထပ်တို့ကိုကြော်ဖြတ်ကခီးချမ်းနှင်လာခဲ့ပါတယ်။ဒီလိုနဲ့ဗုဒ္ဓလောက်ရေကန်အနီးရောက်ရှိလာတဲ့အခါယတိကြီးတပါးနဲ့တွေ့ဆုံပြီးယတိကြီးကလည်း ဒွေးမင်တော်ပေးသွားတဲ့နဝရလက်စွပ်တကွေးနဲ့ပေစာကိုသူတို့လူမင်းသားထံပြန်ပေးလိုက်ပါတယ်။တကယ်တော့အဲ့ဒီပေစာထဲမှာသတိပေးချက်တွေရေးထားတာဖြစ်ပြီးလန်ကြီးမှာရေဘူးကန်ကြီးတကန်နဲ့ရေခဲတဲ့ကြောက်ရေကန်ကြီးကိုရှောင်းကာခီးဆက်ခဲရပါတယ်။အဲ့ဒီနောက်မှာတော့အေယာမတဲပင်ကြီးတစ်ခုစီရောက်ရှိသွားပြီးသူတို့လူမင်းသားကကြောက်တုံးကြီးအပေါ်နားရတဲ့ဂလုံးနှက်ကြီးတကောင်ရဲ့ခြေထောက်ကိုဆွဲကာ ဂလုံးငယ်လည်းအလတရာနဲ့ပြန်တန်းသွားပြီးအဲ့ဒီအေယာမတဲပြင်းကြီးကိုဖျက်ကျော်နိုင်ခဲ့ပါ रे အဲ့ဒီတဲပြင်းကြီးကိုဖျက်ကျော်ပြီးတဲ့နောက်မှာငွေတောင်ပြည်တဲ့ရောက်ရှိလာပြီးမင်္ဂလာဥယျင်တဲကရေကန်တဲ့ခုံစင်းကပုန်းခိုနေခဲ့ပါ रे တိုက်ဆိုင်စွာပဲအဲ့ဒီနေ့ဟာဒွေးမေနော်ကိုခေါင်းစင်းမင်္ဂလာပြုတဲ့နေ့ဖြစ်နေတဲ့အတွက်အပြူတော်တွေကရေကန်တဲ့ရေခတ်ဆင်းလာကြပါ रे ဒီချိန်မှာ တူတနုတ်မင်းသားကရေကန်အောက်ငိုရှိုးလိုက်ရာအပြူတော်တယောက်ရဲ့ရေအိုးထဲတွေးမင်းတော်ပေးထားတဲ့နော်ရလက်စုပ်ကိုထည့်လိုက်ပါရင်အဲ့ဒီအပြူတော်ကတွေးမင်းတော်ရဲ့ဥကောင်းကိုရေသွန်းလောင်းလိုက်တဲ့အခါမှာတော့သူမရဲ့လက်စုပ်ကိုအအောစွာတွေ့သွားပြီးတူတနုတ်မင်းသားဒီငွေတောင်ပြည်စီရောက်ရှိနေကြောင်းသိလိုက်ရပါတယ်။ဒါကြောင့်တွေးမင်းတော်ကတူတနုတ်မင်းသားကိုအော်ခေါ်လိုက်တဲ့အခါမင်းသားလေးရေကန်ထဲကနေတက်လာခဲ့ပြီး တွေ့မဲ့တော့ခင်ဗျာဝမ်းသာလွတ်တဲ့အတွက်တတိလက်ကမိမျောသွားချာပါရင်ဒီလိုနဲ့သူတို့နှုတ်မင်းသားကဒုမဘင်းကြီးအရှိရောက်ရှိလာပြီးအယုဒ္ဓယပြည်ကနေတောင်စင်ခုနှစ်ထပ်ကိုကြော်ဖြတ်ကာရောက်ရှိလာတဲ့မင်းသားကိုချီးကျူးထောပနာမှုများပြုခဲ့ပါရင်ဆက်လက်ပြီးဘင်းကြီးကသူတို့နှုတ်မင်းသားကိုအလုံးစုံသောကိုခံပညာများကိုစံသက်ကြီးစုပြီးနောက်ဆုံးမှာတော့ဒွေမဲ့နော်နဲ့အတူရုပ်စင်းတရံဒူကြီးလှတဲ့ညီမခုနှစ်ဖော်ကိုခေါ်ထုတ်ကာ အဲ့ဒီအထဲကဒွေးမယ်တော်ကိုရွေးချယ်ခိုင်းလိုက်ပါတယ်ဒီဒီချိန်မှာတော့သူတို့လူမင်းသားကဒွေးမယ်တော်ကိုဘယ်လိုမှရွေးချယ်လို့မရဘဲအခက်တွေ့နေကြိမ်မှာတရားမင်းကမနေနိုင်တဲ့အတွက်နှစ်သားတူအားရင်းကောင်းတကောင်းဖန်ဆင်းခိုင်းပြီးဒွေးမယ်တော်စီဝင်နာခိုင်းလိုက်ပါတယ်ဒါကိုသူတို့လူမင်းသားကအပြူစင်မှန်ရင်ရင်ဖူမတန်းတဲ့အခြားမင်းသမီးများကြားမှ ရင်ဖူတန်းတဲ့မင်းသမီးဟာဒွေးမယ်တော်အမှန်အေကန်ဖြစ်ကြောင်းရွေးချယ်လိုက်ပါတယ် ဒုမဘရင်ကြီးလဲဒွေးမဲ့နော်ကိုမန်းကန်းစွာရွေးချယ်နိုင်တဲ့သူတို့မင်းသားကိုလွန်စွာမှနှိမ့်ချတော်မူပြီးဒွေးမဲ့နော်ကိုသူတို့မင်းသားလက်ထဲကြည်ပြူစွာအာဏာလိုက်ပါရင်အဲ့ဒီအချိန်ကနေစပြီးသူတို့မင်းသားနဲ့ဒွေးမဲ့နော်တို့ဟာသူ့အဘတူအသက်ပေးချီကြတဲ့ရာဇဝေမှာစံတင်လောက်တဲ့အချစ်တင်ကေတာစံပြဇနီးမောင်နှံဖြစ်ပျော်ရှင်စွာထာဝရပေါင်ဖက်သွားကြပါကြောင်းဘုဒ္ဓတဖြစ်စေဖို့ရာစေတနာထားမျှဝေပေးလိုက်ရပါတယ်